ဖီယာပေးနေတဲ့မော်ရိုကိုဖိုက်တာကသူ့ရဲ့ယုံကြည်မှုပြည့်ပြည့်နဲ့ပဲကမယောင်ကိုခြေကန်ချက်နဲ့အမောက်သိပ်ပြသွားနိုင်ခဲ့တာပါ။တော့ဟာကိုမှောက်ကြသွားခဲ့တာပါ။ဟိုတဲမှာထုတ်သက်သွားမဲ့ပွဲစဉ်တစ်ပွဲလေးဖြစ်ပါတယ်။အဲ့တော့မော်ရိုကိုဖိုက်တာဖြစ်ပါတယ် ော်ရီကိုဖိုက်တာအဒရလာလီဆိုင်ဒီကဖမေအောင်ထက်အရက်နည်းနည်းပုံမြင့်နေတာကိုတော့တွေ့ရပါတယ်အော်ရီကိုဖိုက်တာကပြည်ရင်းချန်ပီယံ တူလည်းဖြစ်ပါတယ်။ချန်ပီယံကပတ်ခုနှစ်ခု ထက်ရရှိထားတဲ့ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ဝီတိုင်းပွဲစဉ်တွေလည်းများစွာထိုးသက်ထားဖို့ပြီးကိပောင်စဉ်ပွဲတွေကိုတော့ပိုပြီးများများထိုးသက်ထားတာတွေ့ရပါတယ်။မော်ရိုကိုဖိုက်တာကဒီပွဲစဉ်ဟာသူ့ရဲ့1ချန်ပီယံရှစ်ပွဲဥထွက်ပွဲစဉ်လည်းဖြစ်ပါတယ်။ နောက်ပိုင်း1 championship မှာနောက်ဖိုက်တာတွေရဲ့ပွဲစဉ်တွေဟာချောင်ရလက်တွေနဲ့အိမ်ပြန်ခဲ့ရတာတွေများနေတဲ့အတွက်ဒီနေ့ညမှာထိုးတက်သွားမယ့်မြန်မာဖိုက်တာလေးထွန်းမြောင်နေနဲ့မြန်မာပိတ်သက်တွေအတွက်ဘယ်လိုမျိုးရလက်တွေနဲ့ဆွမ်းဆောင်ပေးလာမလဲဆိုတာကတော့ဒီကုံစိတ်လို့ရှာဖို့ကောင်းနေပါတယ်။ဘက်ကပြိုင်ဘက်မော်ရိုကိုဖိုက်တာကလည်းဒီတွင်မှာ ချန်ပီယံလက်စွမ်းနေပြထားတာဖြစ်လို့သူ့ရဲ့ဝမ်းချန်ပီယံရှစ်ပွဲဥထွက်မှာသူ့ရဲ့လုံးနိုင်စွမ်းတွေကိုလည်းခြားပြဖို့ရှိနေတာကြောင့်ထုံးမင်းအောင်အတွက်ဘယ်ကူမဲ့ပွဲမျိုးတော့အောင်နေပါဦးမင်းအောင်ကတော့ World Championship ပွဲဥထွက်တယ်မှာ တွေကမြမရိုးရာ ပုံစံမျိုးတွေနဲ့တယုတ်ဖို့ပြီးပွဲထွက်လာလေးရှိသလိုအခုလည်းသူ့ရဲ့ပုံစံအတိုင်းပွဲထွက်လာတာတွေ့ရပါတယ်။မြမဖိုက်တာတွေထဲမှာအသက်ရှိပြီးအလုံးထည်ရောထောက်ရောရှိတဲ့လူငယ်ဖိုက်တာတွေဖြစ်တဲ့အတွက်အနာဂတ်မှာထိုးတက်လာဖို့အခွင့်အလမ်းတွေများစွာပိုင်ဆိုင်နေတဲ့ဖိုက်တာတယောက်လိုပဲသုံးသက်ပေးချင်ပါတယ်။ ွယ်ထဲမှာအားပေးနေတဲ့မြန်မာပြည်သက်တွေရဲ့ခဲနဲ့အားပေးတဲ့ံကိုလည်းတိုင်းသာချနေရတော့ဖြစ်ပါတယ်။ကမေအောင်ရဲ့နောက်မှာတော့မြန်မာလက်ဝဲဖိုင်တာကြီးတွန်တော်မင်းနဲ့ကမေနိုင်တို့လည်းပါဝင်လာတာတွေ့ရပါတယ်။ ပြည်သက်တွေရဲ့အားပေးတံကတော့တကယ်ကိုတခဲနဲ့ပါပဲဗျာဒီပွဲစဉ်မှာထမင်းအောင်နေနဲ့ဘယ်လိုမျိုးစွမ်းဆောင်ရည်တွေနဲ့မော်ရိုကိုချန်ပီယံကြီးကိုတိုက်ချိုးပြသွားမလဲဆိုတော့ကတော့ခေကိုရင်ခုန်သိလို့ရှာဖို့ကောင်းနေတာလည်းဖြစ်ပါတယ်ရိုးရလက်ဝိတ်ဖိုက်တာတွေအနေနဲ့ဝေထိုင်းဘက်ကိုကူးပြောင်းထိုးတက်ရမှာ ခက်ခဲအချို့ရှိနေပေမဲ့နီးစနစ်ကောင်းကောင်းနဲ့ချင်းကပ်လာနိုင်ရင်တော့ပြိုင်ပွဲအတွင်းမှာဘာမှဆိုဖြစ်သွားနိုင်ပါတယ်။အကြောင်းပွဲစဉ်မှာအတူကပညာရေးအာဂုံထုတ်သုံးပြီးဘူဆူဂျီဘတ်သုံးသိန်းခွဲကိုတိမ့်ပိုက်သွားမလဲဆိုတာကတော့ခဲကိုစိတ်ဝင်စားဖို့ကောင်းနေပြီလေဖြစ်ပါတယ်။ Okay. Let's go. မပိဒတ်တွေရဲ့အာပိသံကတော့ပိဒတ်တွေချတဲ့အတိုင်းဖြစ်ပါတယ်အမရွေးရလက်ဝိတ်ကနေဝိတ်တိုင်းဘက်ခုပြောင်းထိုးတတ်တဲ့အဲမှာဖမေအောင်က ဒီစနစ်ပိုင်းနဲ့ပိတ်သက်တွေရဲ့ဘုံပုံထိုးပေါက်ကိုကြည်ပြီးပွဲပေါ်ချင်းကတ်တက်တဲ့လူငယ်ဖိုက်တာလေးဖြစ်ပါတယ်။ဒီစနစ်အာတန်ဖိုက်တာလိုပဲဆိုရမှာပါ။ ရိုကိုဖိုင်တာရဲ့ Pro Record ကတော့24ဘွဲ9 4ဘွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတာပါသမီးအောင်ကတော့ပွဲပေါင်း43ပွဲထိုးထားပြီးတပွဲပဲရှုံးနေထားသေးတာပါအကြောင်းသူ့ရဲ့ win rate ကလည်းတကယ်ကိုအမခံပါပဲအသက်16နှစ်အရွယ်ပဲရှိသေးတဲ့လူငယ် ပေါ်ရတော့တကယ့်ကိုမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်နေခဲ့ပြီခင်ဗျာဒါတော့ပထမချီပြီးသွားခဲ့တာပါပထမချီမှာတော့မော်ရိုကိုဖိုက်တာအနေနဲ့အောက်ခြေကန်ချက်တွေနဲ့ဖုံးမအောင်ကိုလဲကြအောင်ထိလုံနိုင်ခဲ့တာတော့တွေ့ရပါတယ်ဖုံးမအောင်အနေနဲ့လဲ1 2တွဲလုံးအနေနဲ့မော်ရိုကိုဖိုက်တာကိုပြန်ပြီးထိုးနှက်ခဲ့တာတော့တွေ့ရပါတယ် ော်ဂိုဖိုက်တာရဲ့အမြင့်ကန်ချက်တွေလည်းတွေ့ရပါတယ်။မန်တိုင်းပြောရရင်တော့ပထမခြေကအော်ဂိုဖိုက်တာအနေနဲ့အမှတ်အားဖြင့်အသာရတဲ့အနေအထားမျိုးမှာတော့ရှိနေပါတယ်။ဒီအခြေသလက် တိယခြေကစာပြီးပဲဖြစ်တယ်မော်ရိုကိုဖိုင်တာရဲ့ခြေကန်ချက်မီဘီဒုတိယခြေမှာတော့မြန်မာဖိုင်တာလေးထွန်းမင်းအောင်လုံးဝကိုမှောက်ကျသွားခဲ့တာပါဒါတော့လုံးဝအထင်မဲ့ထားတဲ့ပုံစံမျိုးနဲ့ဝဲအဆုံးသက်ခံလိုက်ရတယ်လို့ပဲဆိုရမှာပါ ာပထမအချိန်မှာကလေးကချီကန်ချက်တွေနဲ့နောက်လျှောက်ဖီယာပေးနေတဲ့မော်ရိုကိုဖိုင်တာကသူရဲ့ယုံကြည်မှုပြည့်ပြည့်နဲ့ပဲဆမယောင်ကိုချီကန်ချက်နဲ့အမောက်တိတ်ကြသွားနိုင်ခဲ့တာပါ။လုံးဝကိုမှောက်ကြသွားခဲ့တာပါ။ဘယ်မှာတော့ညီမဖိုက်တာလေးထုံးမအောင်နေနဲ့သူလိုချင်တဲ့အနိုင်ရလက်ကို မစွမ်းဆောင်နိုင်ခဲ့ပါဘူး။နောက်ပွဲစဉ်တွေမှာတော့အကောင်းဆုံးပြန်လာနိုင်မှာဇေလိုပဲဆူတောင်းပေးလိုက်ပါတယ်။ Orgo Fighter Adela Lee ရဲ့ One Championship ပွဲ